print နဲ့ Nike SB ဆိုတာနဲ့ကျွန်တော်တို့ခနက်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အရင်တော့ elephant print နဲ့ထွက်ခဲ့တာတွေရှိမယ်။နောက် Nike Dunk High Star တွေလုံငယ်နှစ်တွေထွက်ခဲ့တာ SB Dunk Low Star တွေအပြင်မနစ်ကထွက်တဲ့ Rimmel Zero Collab တွေကိုမြင်ကြနိုင်မယ်။ဘာလို့လဲဆိုတော့ Nike SB နဲ့ Supreme နဲ့ Collab လုပ်ပြီးဆိုတာနဲ့သူများနဲ့ထူးခြားတယ်။အလုံးဝမတူဘူးဆိုတဲ့အရသာကိုပေးတယ်။ဒါပေမဲ့ဒီနှစ်ထွက်ခဲ့တဲ့ September လောက်ထွက်ခဲ့တဲ့ Nike SB နဲ့ Supreme Collab ကတော့ကျွန်တော်အတွက်ကဟိုစာချုပ်ရအဖြစ်သဘောထုတ်နေသလားလို့တော့ကျွန်တော်ခန်းစားရတယ်။ အဲ့ဖက်နောက်ကိုကျွန်တော်အတူကြည့်ပါမယ်။ So September လအတော့ Nike SB နဲ့ Supreme နဲ့ collaboration လုပ်ပြီးတော့ regional exclusive လို့ခေါ်တဲ့တိုက်ကြီးတွေမှာဖြစ်ဖြစ်နိုင်ငံတွေမှာဖြစ်ဖြစ်တီးတန့်ရနိုင်တဲ့ဒါဖက်နဲ့အရင်900ရောင်းလို့ထွက်ခဲ့ပါတယ်။နှစ်ရန်ကတော့ worldwide ဒါတစ်ကမ္ဘာလုံးမှာရနိုင်တယ်။အကျန်တဲ့3ရန်ကတော့ Europe နဲ့ UK မှာတရန် Asia မှာတရန်နဲ့မြောက်အမေရိကမှာတရန်ဆိုပြီးတော့3ရန်ကို regional exclusive နဲ့ထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါအလွှဲရင်ကျွန်တော်ဘာမှ true true တော့ ဘာမှမပါတဲ့ collab တစ်ခုလို့ကျွန်တော်ကတော့ပြောလို့ရတယ်ဆိုတော့ကျွန်တော်လက်ထက်မှာရှိနေတာကတော့ high ground ကျွန်တော်ပို့ပေးထားတဲ့ worldwide အတွက်တရံနဲ့ အရှာဒီအရှာတိုက်အတွက်တရင်နှစ်ရင်ကျွန်တော်တို့ကမှရှိနေပါတယ်ဆိုတော့အားလုံးကျွန်တော်ဖွင့်ပြပေးခြင်းတယ်ခုနကကျွန်တော်ပြောခဲ့တာတွေကဆော့ဖုန်းထုတ်နေရတော့မဟုတ်ဘူးဒါပေမဲ့အာ sneaker lock မှာအခုဖြစ်နေတဲ့ collaboration တွေလုပ်နေတဲ့ studio lock မှာဖြစ်နေတာလေးတွေအားလုံးကို notice ဖြစ်စေခြင်းလို့ပြောပြရအောင်နော်ဆိုတော့ပုံမှန်ကျွန်တော်တို့အရင်တော့2016စက္ကန့်ဒီ hype တွေ street wear တွေအရင် hit ဖြစ်နေတဲ့အချိန်တုန်းကဆိုရင်ကျွန်တော်တို့ collaboration တွေထွက်လာတိုင်းမှာအကုန်လုံးက hype တွေအရင်ဖြစ်ကြတယ်ထွက်လာတဲ့ release တွေကလည်းထူးခြားတယ်အ Supreme ဆိုရင်အရင်တော့လုပ်ခဲ့တာအများကြီးရှိမှာမှတ်မှတ်ရဆိုရင်အာ scarface နဲ့ collab လိုမျိုးရှိ ိမယ်နောက်တခြားဒီရုပ်ရှင်တဲ့ collab တွေရှိမယ် branding တဲ့ collab တွေရှိမယ် designer တဲ့ collab တွေရှိမယ်အများကြီးထွက်ခဲ့တယ်အဲ့တော့ဆိုရင်ဒါဖက်နက်တွေဆိုတော့အရန်ဟိုဒါထူးခြားပြီးတော့ release တွေကရှားရှားပါးပါပြန်ထွက်တာမျိုးမျိုးခံစားခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အခုနှစ်ပိုင်းတွေမှာ release တွေက collaboration တွေဒါ supreme မဟုတ်ဘူးတခြားဒီ travel scout လို့ဖက်နက်မျိုးတွေလည်းဒါ release တွေကအရန်စိတ်လာတယ်ဖက်နက်တိုင်းကမထူးခြားတော့အောင်ပြောင်းလဲသလိုလောက်ပဲခံစားရတဲ့အာဒါ release တွေဆိုတော့အများကြီးဖြစ်လာတယ်ဆိုတော့ဒါဖက်နက်ကိုအများနဲ့မျက်ရှင်ပြန်ကြည့်နေလို့ဆိုရင်ခံစားမိကြနိုင်မယ်အခုဒီတစ်ခေါက်ဒီ supreme နဲ့ဒီ ီ Nike SB နဲ့ collab ဆိုရင်လည်းဒီ regional exclusive ဖြစ်တယ်။ဘယ်မှာပဲရပါမယ်ဒီမှာပဲရပါမယ်ဆိုတဲ့ခံစားချက်တစ်ခုကလည်းကျွန်တော်ဘာမှမပါလို့အာငွေတက်ကိုရနေရေပေါ့နော်။ဒါပေမဲ့လည်း Nike SB နဲ့ Supreme နဲ့ collab ဖြစ်တဲ့အတွက်အကုန်လုံးအဆူအောင်ဖြစ်တယ်။ကျွန်တော်တို့ထဲမှာရှိနေတဲ့ Asia exclusive နဲ့အာ worldwide ဒါတင်ရအောင်ကျွန်တော်တို့တူတူဒါကိုဖောက်ပြပါမယ်။အဲ့တော့ပထမဆုံးပြပေးချင်တာကတော့ဒါ worldwide release နှစ်ရံနဲ့တခွင်တင်ရံဖြစ်တဲ့ဒါ black ပေါ့နော် black color အဲ့နောက်တင်ရံကတော့ဒါအဖြူပါပေါ့နော်အဖြူနဲ့အနက်ကိုဒါ worldwide အနေနဲ့တစ်ခါလုံးမှဝယ်လို့ရတယ်တစ်ခါလုံးက supreme sign မှာ nike sign မှာဝယ်လို့ရ တဲ့ release ဖြစ်ပါတယ်ဆိုတော့ဒီခဏကမြင်နေတိုင်းပဲဒီလိုကြည့်မယ်ဆိုရင် Nike နဲ့ Supreme နဲ့ collab ဆိုတာမြင်ရဖို့ခင်မယ်တခုတည်းသောဒီ finance release တွေအကုန်လုံးအရောင်းတိုင်းမှာ ကြောင်းထားတာက material နဲ့ကစားထားမယ်နောက်တစ်ခုကကျွန်တော် spring ကိုစပြီးတော့ဒါ founder လုပ်ခဲ့တာ april 1994ပေါ့နော်1994 94ဆိုရင်ဒါ number ကိုကျွန်တော် umbrella လုပ်ထားတယ်ဆိုတော့ဒီဘက်အရင်မှာဆိုလဲကျွန်တော်ဒါဒီဘက်မှာ umbrella လုပ်ထားတယ်ဆိုတော့ဒီ nike sb နဲ့ spring ဖက်နက်တွေမှာပါလေးရှိတဲ့ဒီ tag လေးပဲပါတယ်အဖက်နက်ရဲ့ဒီ sock liner နဲ့ insole ကိုပဲအနီအောင်ပြောင်းထားတယ် extra lace အနေနဲ့ဒါဖက်နက်ကျူးအနီကိုထည့်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဘာမှအောင်ပြောင်းလို့မရှိပဲ yoyo nike sb ဖက်နက်မျိုးပဲဆိုတော့ကျွန်တော်သိရတာတော့ hole က nike sb ဖက်နက်တွေရဲ့ shape ကိုတုံးထား ရတော့သိရတယ်ဒါပေမဲ့ကျွန်တော်လည်းအရင်က Nike SB မရှိတဲ့အတွက်ဒေချာချာပြောပြပို့ခက်နေမယ်ဆိုပုံမှန် Nike SB ပေါ်မှာအခြေခံထားပြီးတော့ဒီဖနက်ကိုကြည့်မယ်ဆိုရင်တော့ဒါပုံမှန်ကျွန်တော် Supreme ရဲ့ Weekly Drop တွေမှာပါလေးရှိထားပါတော့ဘောက်ဆိုကိုပဲဖြစ်ဖြစ်နောက် Jacket တွေပဲဖြစ်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 ပုံမှာဒီအနက်အောင်အောက်ခံပုံမှာဒီအနီအောင်ဘောက်ဆိုကိုနဲ့တွားနေချဒီ product တွေရဲ့ ပုံစံကို inspire လုပ်ပြီးတော့ထုတ်ထားရလို့ဒါကျွန်တော်ယူဆရတယ်။ Insoul မှာ Supreme logo ကိုဟိုဘက်နဲ့ဒီဘက်တွဲရပေါ့နော်။ဆိုတော့နှစ်ခုပေါင်းလိုက်တော့မှ Insoul နှစ်ဖက်က Supreme ဆိုပြီးပေါ်လာတဲ့ Supreme logo လေးကို stamp လုပ်ထားပေးရပါတယ်။ဆိုတော့ review ကတော့တော့ပါပဲ။အလောက်ကြီးကိုတော်တော်ဖက်အရာဒီဖက်တွဲဆက် design တို့ပြောလို့ရပါတော့နော်။ဆိုတော့ကျွန်တော် HI Insoul ဆိုတာပေးမယ်။ ဒီကတော့ဒါ Asia exclusive ပါအခြားတိုင်မှာပဲတည်တံ့ရနိုင်နေတာ Nike SB နဲ့ Supreme နဲ့ Dunk Low ဖြစ်ပါတယ်ဆိုဒီဖနက်ရဲ့အထူးအကြကခုနကဖနက်နဲ့အသားမတူတော့ဘူး material ကွာသွားတယ် suede ကိုအဓိကသုံးထားတယ် premium fitted material ကိုသုံးထားတယ်ပေါ့နော်အပေါ် upper တစ်ခုလုံးကို suede လိုဟန်ကိုသုံးထားဖြစ်တဲ့အတွက်ရေစိုးပါညာတော့နည်းနည်းဒါ ပြဿနာရှိနိုင်တယ်ပေါ့နော်ခုနကဖဏကောင်ရေးပိုင်းဆိုရင်တိတ်ပြဿနာမရှိတော့ဘူးဒီကောင်ကတော့အနေဆွဲတာတို့ပေးတာတို့ဖြစ်ရင်တော့နည်းနည်း꽌ရှိတယ်အောက်ဆိုးကိုလည်းအပေါ်ကကမ်ဘာဂရင်းပေါ့နော်သူတို့သုံးတဲ့ကမ်ဘာဂရင်းရောင်ကိုသုံးထားတယ်ဒီကောင်ကတော့ခုနကဖဏနဲ့မတူဘဲနဲ့ကာလောက်ဘလော့ကိုသုံးထားဖြစ်တဲ့အတွက်အမဲနဲ့ဒါကမ်ဘာဂရင်းရောင်တို့အဆက်လေးပေါ့နော် အယောင်လေးကတော့မဆိုးပါဘူးအကျွန်တော်အထွေထွေကိစ္စမရှိဘူးဒီဖနက်ကအပေါ်ကကမ်ဘာဂရင်းအောင်နဲ့လိုက်ဖတ်တဲ့ဖနက်ဂျိုး H1 လေးဆိုလို့ထည့်ပေးထားတယ်ဖနက်ဂျိုးထိတ်မှာတော့ဒါ Wall Famer ဆိုတာ Supreme ရဲ့နာမည်ကြီးတက်ဖြစ်တဲ့ Wall Famer ဆိုရဲအပါတယ်အောက်မှာဒါပုံမှန် Nike SB ဖနက်ဒီမှာမြင်နေကြအောင်ဆိုးပဲဖနက်ဒီဘေးလေးမှာ Mid ဆိုးမှာတော့ Supreme ဆိုတဲ့လိုမျိုးလေးကိုထည့်ထားတွေ့ရတယ်ခုနကဖနက်လိုပဲ94 Supreme founder လုပ်ခဲ့တဲ့နောက်က94စီထိုးထားတယ်ပေါ့နော်ဆိုဖနက်အထွေထွေကိုပြောစရာမရှိဘူး Nike SB ဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့ကြီးပြီးတော့ site ကိုတိုးဝယ်တဲ့နေ တော်ဆို half side တော့ full side တခုလုံးတော့တိုးရတယ်။ဒါလို့ဆိုအထက်ကအတွင်းကတိုးပေါက်ဆိုအရင်ကျင်းတဲ့အတွက် comfortable ကတော့ပြောရခက်တယ်။တချို့ဖက်နဲ့ဒီရိုင်းစီးလို့ကောင်းတယ်။တချို့ဖက်နဲ့ဒီကြောင်တဲ့ material ကြောင့်စီးလို့မကောင်းတဲ့အတွက်ကျွန်တော်အမြင်တော့ဒီနှစ်ရံလုံးကတော့စီးလို့ပုံမှန်ဖက်မဲ့ထမ်းမှာပါမယ်။ကျွန်တော်ပေါ်မှာစီးလို့စီးခဲ့ဘူးတဲ့ဖက်နဲ့ဒီရိုင်းမှာ SBA ထဲမှာ comfortable မဖြစ်ဆုံးတော့ power puff ပဲဖြစ်ပါတယ်။ဆိုတော့ကို high ground ကကျွန်တော်ပို့ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဖက်နဲ့ release ရဲ့ amount စင်းနေတယ်။နောက်ကျွန်တော်ရဲ့အမြင်လေးတွေ online distribution မလုပ်ရတာအကြောင်းဖြစ်တဲ့အတွက်ဒီ video ကိုလုပ်လိုက်တာဖြစ်ပါတယ်။ဒီနေ့အောင်နေမှာဆိုရင် ခင်ဗျားတို့ဆိုဘယ်အောင်ကြိုက်မလဲကျွန်တော်တို့ဒါလေးကတော့ရိုးတယ်ဆိုပေမဲ့အာ Supreme ရဲ့အငွေ့တယ်လေးတော့ပါသေးရလို့ကျွန်တော်ယူဆတယ်အာဖြူအောင်လေးတော့မဆိုပါဘူး Genetic Camera Green တော့နောက်မြောက်အမေရိက Exclusive တို့ UK US exclusive တို့ကျွန်တော်ဆက်တယ်သိပြီးတော့ပုံမကြောက်ဘူးအဖြူနဲ့အမေကတော့အာအဖြူနဲ့မဲဖြစ်နေတော့ online classic ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ release ကတကယ်ဟိုအားထုတ်စရာရှိရင်ထုတ်မှပဲစဉ်းစားပါအောင်ဆိုပြီးတော့ထုတ်လိုက်တဲ့သဘောမျိုးတော့ကျွန်တော်ယူဆရတယ်။ခဏရဲ့ဈေးရလည်းရင်ယူဆဲမဲ့တော့ထမအောင်မပါဘူး။ regional exclusive တွေကတော့ပို့ပြီးတော့ဈေးကြီးမဲ့ထမပါပါတယ်။ဆိုတော့ဒီ video ကိုဆုံးမိကြည့်ပြီးတော့ကျေးဇူးများရှိပါတယ်။